သူကတကောင်အိမ်ယာမှာသခိုးဟန်ဆောင်ကနေအတွင်းဝင်ရောက်ပြီးအရှင်အမျိုးသားကိုတက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ဇွန်လ21ရက်နေ့မနက်ပိုင်းကရန်ကုန်မြို့သခိုးမြို့တဲ့တောင်ပိုင်းဒုက္ခတကောင်အိမ်ယာတိုက်အမှတ်44အခန်းအမှတ်203မှာလူသက်မှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ခဏဦးထွက်ပေါ်ခဲ့တဲ့သတင်းတွေအရနေအတွင်းသခိုးဝင်ရာကနေလူမိသွားတာကြောင့်အရှင်အမျိုးသားကိုတက်ဖြတ်ခဲ့တာလို့ဆိုပါတယ်။တေဆုံသူဦးနေလင်းဟာ ဒုက္ခတကောင်အိမ်ရအတွင်းမှာရှိတဲ့အခမ်းအနက်၂၄ပိုင်းရှင်ဦးကျော်အောင်ဟာအခမ်းမဲပောက်ပေမဲ့ကိုယ်တိုင်မနေပဲအငားတင်ထားတော့ကိုအိမ်ရတာဝန်ရှိသူတွေစီတိုင်ကြခဲ့ပူပါတယ်။အဲဒါလို့တိုင်ကြမှုကိုဦးကျော်အောင်ကမကျေနပ်တာကြောင့်အညိုထားပြီးသူ့ရဲ့တငယ်ချင်းဖြစ်သူဦးမင်းဆောင်နဲ့အတူတိုင်မင်းကဦးနေလင်းတို့တိုက်ခန်းအတွင်းကိုခိုးဝင်ရောက်ပြီးဦးနေလင်းရဲ့ဇနီးဖြစ်သူဒေါ်နီပေါင်းတို့အိပ်ပျော်နေခြင်းလေပင်ညက်သက်ဖို့လောဆောင်ကြတာဖြစ်တယ်လို့ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ ကျူးလွန်နေချိန်မှာဥနေလင်ကပြန်လဲရုန်းကန်ခဲ့တာကြောင့်အသိယူဆောင်လာတဲ့ဓာတ်နဲ့အချက်များစွာထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်။လူတက်တယ်လို့ဆွဆွဲခံရသူဦးကျော်အောင်နဲ့ဦးမင်းစောတို့ကိုတကောင်မျိုးသစ်တောင်ပိုင်းရက်စကန်ကအမှုဖွင့်လက်ကဖမ်းဆီးထားတယ်လို့သိရပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရဲ့ရေရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။ သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။